တက်တန်း80ရှိပြီဖြစ်တဲ့ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးနေဝင်ချင်းရောက်ပြီလားစနေမ23ရက်နေ့29ရက်ထိနယူးယောက်မှာကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလအထွေထွေညီလာခံမှာကမ္ဘာကောင်ဆောင်တွေဆူယုံခဲ့ပါတယ်ဒါပေမဲ့ပျော်ပျော်ရွှင်ရွှင်စီးစီးလုံးလုံးတော့မဟုတ်ဘူးဗျာတစ်ဖက်နဲ့တစ်ဖက်တစ်ဖက်နဲ့တစ်ဖက်မတည့်တဲ့အမြင်တွေနဲ့အစည်းအဝေးဟာတော်တော်လေးကိုရှုံ့ရှုံ့လေးဖြစ်နေပါတယ် ကဘာကူလာတမကအခွဲကြီးရတယ်ဟိုးရောအနှစ်တည်တော့လုံးဝမဟုတ်တော့ဘဲဘာဩဇာမှမရှိတော့ဘဲထိုင်ကြည့်နေရတဲ့ချင်းဒီမှာဖြစ်နေပါလေမေဂန်တမထွေရဲ့ပြစ်တင်ချိန်မောက်မှုတွေကို ကုလသမဂ္ဂကအရာရှိကြီးတွေအလုံးခေါင်းငုတ်ခံနေရတဲ့အနေအထားဖြစ်လာပါလေကုလတွင်မကြုံတော့အပါပေါ်ပေါ်ပြီးပြန်လာတဲ့စစ်ပွဲတွေစိုးရတဲ့ရာသီဥတုပြဿနာတွေနဲ့ရမွေချက်တဲတွေကြောင့်မှကုလသမဂ္ဂဟာရင်ကားနဲ့မတူပဲ စိန်ခေါ်မှုတွေရင်ဆိုင်နေရပါတယ်။ဒါကြောင့်ကုလသမဂ္ဂဟာထူထောင်ထားတဲ့ရည်ရွယ်ချက်တွေအတွက်တကယ်လို့ဖြစ်ရလားတန်တန်းပေါင်း80ကျော်ပြီဖြစ်တဲ့ကုလသမဂ္ဂမိစားကိုစီခံပြီလားဒါနဲ့ပတ်သက်ပြီးတော့လေးလာမြှပြောချင်ပါလေ။ကမ္ဘာစစ်ဘေးစစ်တပ်နေကိုတားဆီးဖို့တည်ထောင်ခဲ့တဲ့ကမ္ဘာကုလသမဂ္ဂကြီးရဲ့အာဏာအရှိဆုံးခွဲဖြစ်တဲ့လူကြေးကောင်စီကိုယ်တိုင်က တွက်ချပါတာလိုက်နေပါလေ။ ကမ္ဘာလုံးကျောင်းရဲ့အဓိကအင်ဂျင်လို့တင်စားခေါ်တဲ့ခုခံမှာတော့ချပါတာလိုက်စီတဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ခေါ်နေကြတဲ့လုံကျောင်းရေးကောင်စီကနေစကြည့်အောင်ပါကုလသမဂ္ဂလုံဆောင်ချက်တွေအတွက်ကြီးမားသောဟန်တာကတော့ဗီဒီယိုအနာဖြစ်ပါလေလုံကျောင်းရေးကောင်စီမြေရာဖွဲ့ငါးနိုင်ငံဖြစ်တဲ့အမေရိကန်ပြည်ထောင်ပြည်သစ်ရုရှားနဲ့တရုတ်နိုင်ငံတို့မှာပဲရှိတဲ့ဒီအနာနဲ့သူတို့တွေကဘယ်နိုင်ငံမဆိုဆုံးဖြတ်ချက်ဖန်သမျှပယ်ချခွင့်ရှိပါလေ 1945ခုနှစ်တုန်းကတော့အင်အားကြီးနိုင်ငံတွေကြားထဲမှာဘုံသဘောတူညီမှုတွေရရှိဖို့အပြန်အလှန်ညှိနှိုင်းသဘောတူရည်ပြီးတော့မိတို့အာဏာကိုထည့်ထားခဲ့တာဖြစ်ပါတယ်1945ခုနှစ်တုန်းကတော့အင်အားကြီးနိုင်ငံတွေကြားထဲမှာဘုံသဘောတူညီမှုတွေရဖို့အပြန်အလှန်ညှိနှိုင်းသဘောတူကိုရည်ရွယ်ပြီးတော့ဗီဒီယိုအနာထည့်ခဲ့တာဗျ။ဒါပေမဲ့ခုအခါမှာကမ္ဘာညီရေးကိုထိခိုက်ခံပြီးကိုယ်နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ဗီဒီယိုအနာဟာလက်နက်သခွဲပို့သုံးလာပါလေ။ဒီကသုံးတာရုရှားတရုတ်အမေရိကန်တို့ဖြစ်ပါတယ်။ ပြည်ကြဲစစ်နေတော့ရရှာဟာဗီဒိုအနာကိုအချိန်20နီးပါးတုံးခဲ့ပြီးတော့အများစုကတော့ဆီးရီးယားနိုင်ငံရဲ့တာဝန်ခံမှုကနေကာကွယ်ဖို့ဒါမှမဟုတ်ယူကရိန်းပေါ်ရရှာတိုက်တော်မှုကိုရှောက်ချတာကနေတားဆီးဖို့ပါအမေရိကန်ပြည်တော်စုကလည်းဂါဇာမှာပြည်ခတ်ရဆေးရင်တောင်းဆိုတဲ့ဆုံးဖြတ်ချက်တွေပယ်ချဖို့ဗီဒိုအနာအချိန်ချင်းတုံးခဲ့ပါတယ်အမေရိကန်တရုတ်နဲ့ရရှာကြားကပြည်ခုနိုင်ငံဤပြိပခါကြောင့်လေကြောင်းကောက်စီဟာ10နှစ်တာအတွင်းကမ္ဘာအစိုးရသို့ပြိပခါတွေကိုတုံ့ပြန်မှု လုံးဝမဖြစ်နိုင်တဲ့လောက်ချိန်နေရောက်ခဲ့တယ်လို့ International Crisis Group ကုလသမဂ္ဂစောင့်ကြည့်လေ့လာသူဖွဲ့ကပြောပါတယ်။ဒီပုံမှာကိုစားပြုမှုဆိုင်ရာပြဿနာကထပ်ချည်ရဗျ။လုံခြုံရေးကောင်စီရဲ့ဖွဲ့စည်းပုံဟာ1945ခုနှစ်ကမ္ဘာအခြေအနေကိုပဲထင်ဟနေပြီးဒီကနေ့ခေတ်ကိုမထင်ဟပါဘူး။အာဖရိကနဲ့တောင်အမေရိကလိုတိုက်ကြီးတွေကဘယ်နိုင်ငံမှလုံခြုံရေးကောင်စီမှာအမြဲတမ်းအဖွဲ့ဝင်နေရမရပါဘူး။ အချမ်းသာဆုံးအင်အားကြီးဆုံးနိုင်ငံတွေထဲမှာပါတဲ့ဂျာမနီနဲ့ဂျပန်ကလည်းဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးနိုင်ငံတွေဖြစ်လို့ပါဝင်ခွင့်မရပါဘူး။ပြည်ပြင်းပြောင်းလဲရေးလုပ်ဖို့ကြတော့လေဂျာအေးကိုသူ့အမေရဖြစ်နေတယ်လို့သုံးသပ်ကြပါလေ။ဒုတိယကမ္ဘာစစ်ကိစ္စကိုမလုပ်ဘဲနဲ့ပထမကိစ္စကို လုပ်လို့မရပါဘူး။ဒါပေမဲ့ဥမာပြောရရင်ဗျာအလုံရဖို့တွေ့ကြုံလို့လေအတွေ့အကြုံမရှိသူကိုလုံးမခံဘူးဆိုတဲ့ခြေနှမျိုးဖြစ်နေတယ်။ လောက်ပိုင်ခွင့်အာဏာတွေရှော့ချဖို့လိုအပ်တဲ့နိုင်ငံတွေကိုယ်တိုင်ကပဲအဲ့ဒီလိုအပြောင်းအလဲတွေကိုအတီးပြူပေးနိုင်သူတွေဖြစ်နေတယ်။အဲ့ဒီလိုဂျိုးပန်းမှုအတိုင်းကိုသူတို့ကိုယ်တိုင်ကပဲဗီဒီယိုသုံးပြီးပယ်ချနိုင်နေတာကလည်းပြဿနာတစ်ခုဖြစ်နေတယ်။ကုလသမဂ္ဂဟာနိုင်ငံရေးအရသွက်ချပါရလိုက်နေတဲ့အချိန်မှာမြေပြင်ပေါ်မှာရှိတဲ့ခမောက်ပြားတွေလို့တင်စားတဲ့ကုလသမဂ္ဂငြိမ်းချမ်းရေးထိမ့်သိမ်းမှုအဖွဲ့တွေစက်ကြည့်ရအောင်ဗျ။ UN တပ်တွေကိုယ်တိုင်ကလည်းအောင်မြင်မှုဆိုဆိုဝါကြာဆုံးမှုဆိုတဲ့ လုံးဝကွဲပြားတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရတယ်။တစ်ဖက်မှာတော့တမိုင်းဝင်အောင်မြင်မှုတွေရှိခဲ့ပါတယ်ဗျာ။ CIA လီယွန်နိုင်ငံမှာဆိုရင်ခိုင်မာတဲ့လောက်ပိုင်းဝင်ရှိတဲ့ကုလသမဂ္ဂမရှင်ဟာကလင်းရဲ့စစ်သားတွေပါဝင်တိုက်ခိုက်ရေးတမား9500ကျော်လက်နက်ဖြုတ်သိမ်းနိုင်ခဲ့ပေတယ်။နိုင်ငံပရမတ်တို့လွတ်လပ်ပြီးတရားမျှတတွေကောက်ပွဲလမ်းခင်းပေးနိုင်တယ်။ဒါပေမဲ့ကြာရှုံးမှုတွေကလည်းအများကြီးပဲ။ဥပမာ1994မှာရဝန္ဒါကကုလသမဂ္ဂတပ်မတွေကလူမျိုးတုံးသက်ဖြတ်မှုတွေဖြစ်လာတော့ပဲဆိုတာသတိပေးပေမဲ့ ပြည့်နှုတ်ရှုခံခဲ့ရတယ်။အရိဇာလုံးတရင်းကောင်စီကတဖက်ဝင်အများစုကိုပြန်ရုပ်သိမ်းခဲ့ပြီးကုလသမဂ္ဂအလံတော်အောက်မှာခိုလုံနေတဲ့လူထောင်ချီအသက်ခံရဖို့ဖြစ်ထားခဲ့တယ်။တနည်းကြောင့်မှာကုလသမဂ္ဂကလုံခြုံရေးနေရာလိုကြီးညာထားတဲ့ဆရီဘရင်းကမှာလက်နက်အားနည်းတဲ့ဒက်ရှင်ကျဲတဖက်ဝင်တွေဟာဘော့စနီးယားဆပ်တွေကမွတ်စလင်မျိုးသားနဲ့ယောက်ျားလေး၈၀၀၀ကျော်ကိုတတ်ဖြတ်တာဘေးကရက်ကျင်နေခဲ့ရတယ် သူတို့ပြန်မလို့ရဲဘူးလေဒီကြေကွဲစရာဖြစ်တယ်ဟာကုလသမဂ္ဂရဲ့အကောက်အွယ်ပေးမယ်ဆိုတဲ့ဂတိနဲ့နိုင်ငံရေးအနှစ်လူရှိမှုဆိုတဲ့လက်တွဲချင်နေကြကကွာဟာချက်ကို ဖော်ပြနေတယ်ဒီကနေ့ခေတ်မှာရောမာလီနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံလိုနေရာတွေကကုလမရှင်တွေဟာသဘောတူညီမှုအချက်တည်းဆိုတဲ့ရှုံးလုံကြီးတွေမှာနေနေတယ်တရင်မာလီနဲ့ပြစ်မှတ်ထားခံရပြီးသူတို့ပံပိုးပေးရမယ်အစိုးရတွေကိုယ်တိုင်ရဲ့လက်မခံမှုနဲ့ကြုံနေရတယ် ကုလသမဂ္ဂဟာနိုင်ငံရေးအရရှင်မတိုးနိုင်ပေမဲ့ကုလသမဂ္ဂအေဂျင်စီတွေဟာအသက်ကယ်ပြီးဘဝကိုပြောင်းလဲပေးနိုင်တဲ့အရေးကြီးတဲ့လုပ်ငန်းတွေဆက်လုပ်နေတယ်။အကြီးမားဆုံးအောက်မြင်ဥမာပြရင်ကြောက်ရောဂါကိုလုံးဝအမြင့်ပြတ်ချေမုန်းနိုင်ခဲ့တာရှိတယ်။ကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ကဦးဆောင်ခဲ့တဲ့ဒီပြည်သူ့ကျန်းမာရေးဆိုင်ရာကြီးကြပ်တဲ့အောင်မြင်မှုဟာလူသန်းပေါင်းများစွာအသက်ကယ်နိုင်ခဲ့တယ်။ဒေသနယ်များကမ္ဘာ့စံနယ်ကစီစီ WFP ကမ္ဘာ့ကလီမြေရေမှုငွေဖွဲ့ UNICEF နဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရော UNHCR တို့လိုအင်ဂျင်စီတွေက လူသားမျိုးစွာအစားအစာမိုးကစေးဝါးတွေထောက်ပံ့တယ်ဒါပေမဲ့အကြီးဆုံးအလူရှင်ဖြစ်တဲ့ American ပြည်ထောင်စုရဲ့ရေမုံဝဖြစ်တော့လာတာကြောင့်စိုးဝါးတဲ့အကြက်တဲနဲ့ရင်ဆိုင်နေရတယ်ဒါတွေကကုလသမဂ္ဂဘတ်ဂျက်လျှော့ချဖို့ပြင်ဆင်လာရတယ်ကုလသမဂ္ဂရေမုံဝအဖွဲ့နိုင်ငံတွေရဲ့မဖြစ်မနေထက်ဝင်နေတဲ့ချမ်းသာတဲ့နိုင်ငံတွေရဲ့သီးသန့်လူမျိုးတွေရဲ့လာတာဖြစ်တယ် ရန်ကုန်သမ္မတထရန်က WHO အပါအဝင်ကမ္ဘာ့ကုလသမဂ္ဂဖွဲ့စည်းများပြားကနေနှုတ်ထွက်လိုက်တဲ့ချိန်မှာငွေကြေးခက်ခဲတယ်မကအောင်ပြအဖွဲ့စည်းရဲ့လက်ပတ်နိုင်စွမ်းပေါ်မှာတက်ရောက်လာတယ်။ဒါကြောင့်တွင်းမှုချုပ်ပီတာရက်စ်ကနောက်နှစ်ဘတ်ဂျက်ဒေါ်လာသန်း900ရှော့ချဖို့ဆိုပြခဲ့ပြီးကမ္ဘာ့စားနေခအစီအစဉ်နဲ့ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတို့အစီအစဉ်ကြီးတွေလည်းရန်ပုံငွေမြေများဖြစ်နေတယ်။လက်လက်သွားတဲ့ရန်ပုံငွေနေရာကိုတခြားဘယ်နိုင်ငံကမှဝင်မဖြစ်ခဲ့ဘူး။အားလုံးကမျှော်လင့်ထားတာက မေဂန်ကဆုတ်ခွာသွားပြီဆိုတာနဲ့သူ့နေရာမှာတရုတ်ကနေပြီးတော့အော်တိုဝင်လာပြီးအဲ့ဒီလက်လက်လက်ရမဝင်တွေကိုဖြစ်မယ်လို့ထင်ခဲ့တယ်။ဒါမဲ့တရုတ်ကလည်းမလာဘူး။တရုတ်ကအနေအချင်းပဲလာခဲ့တယ်။ကုလသမဂ္ဂကအကူအညီတွေရှော့ချရတော့မှဖြစ်ပါတယ်။ကာကွယ်ဆေးထိုးနေပြည်နယ်ရင်းဒုက္ခသည်ရေးဆိုင်ရာအထောက်ပံ့တွေအများကြီးနေပါတော့မှဖြစ်တယ်။အဓိကမိကိုစီပြောင်းသွားပါတယ်။ဒီနေ့ကကုလသမဂ္ဂဟာဝီယော်ဒီတွေနဲ့ကြုံနေရတယ်။ကုလရဲ့ နိုင်ငံရေးရတရားကပြည့်စည်နေတဲ့လူသားချင်းစာနာမှုနဲ့ဖွံ့ဖြိုးတဲ့ငွေတွေကတော့အရင်ကတည်းကပိုပြီးအရေးကြီးလာပါတယ်။ဒီအချိန်မှာလုံခြုံရေးကောင်စီကပုံမှန်တိုင်းပြုပြင်ပြောင်းလဲဖို့ဆိုတာမဖြစ်နိုင်တဲ့အခြေအနေမှာရှိနေတယ်။လုံခြုံရေးကောင်စီရဲ့ဩဇာဟာအရေးကြီးလာတယ်။နောက်ဆုံးကုလသမဂ္ဂဆိုတာကဘာကြီးရဲ့မှန်တဲ့ချက်ပါပဲ။အဖွဲ့ဝင်နိုင်ငံတွေကခွင့်ပြုတလို့သာထိရောက်မှုရှိမယ်။စီးလုံးညီမှုရှိမယ်။မဟုတ်ရင်တော့တွက်ချပါတာလိုက်နေမှာပါ။အသက်80ပြည့်ကုလသမဂ္ဂ ရှစ်ဆက်လုတ်ဖြစ်နိုင်မလားဗီဇာကိုစိတ်ကံပြီးသေဆုံးတော့မလားဒီကြအကူရသမကဘရေဂျင်စာတန်းကိုပြောင်းလဲခြင်းမပြောင်းလဲခြင်းတက်ကမ္ဘာအင်အားကြီးနိုင်ငံကြီးဈာတဲ့မှာပူပေါင်းလို့စိတ်ရှိမရှိဆိုတဲ့ပေါ်အဓိကမှုတည်နေပါလေကုလသမကကအခုလုံခြုံရေးကောင်စီမှာကြီးငါကြီးဆိုတဲ့ထဲကမှပြည်ထိုင်နေပြည်သူကိုခောက်ထားလိုက်အမေရိကန်တရုတ်ရုရှားတို့ကတကယ်ကို NDA ရှိတဲ့ခေါင်းဆောင်တွေပါစွန့်တွင်းလို့တဲ့အမေရိကန်သမ္မတ်ထရန့် နောက်ပြီးတော့ပွင့်အင်းနဲ့ရက်ဆက်တဲ့ရုရှားသမ္မတပူတင်စီးပွားရေးပဲအများနဲ့ကြည့်ပြီးကမ္ဘာနံပါတ်1နေရာကိုအများနဲ့ယူဖို့ကျန်စီတွေးတောနေတဲ့တရုတ်သမ္မတရှီကျင်းဖြင့်ဒီလိုကောင်းဆောင်ကြီး၃ဦးရဲ့တန်ကိုကုလသမဂ္ဂဟာဘလောက်ကြာကြာတောင်းခံနိုင်မှာလဲကုလသမဂ္ဂဆိုတာထက်ကမ္ဘာကြီးရဲ့အရေးအရာကိုဒီကောင်းဆောင်၃ဦးကပဲဖန်တီးနေတာဖြစ်တယ်ဆိုတာမမားပါဘူးတောင်ကုလသမဂ္ဂပြည်တွင်းသို့အန်တိုနီယိုဂူတာရက်စ် ဘလောက်ချိများဒီပုံကိုယ်တွေပေါ်ဩဇာလွှမ်းမိုးနိုင်မလဲနိုင်ငံရေးကိုလေ့လာသိပါတယ်ကမ္ဘာနိုင်ငံရေးမှာဒီပုံကိုယ်ကြီးသုံးပေါ်ကုဒါရက်ဆဲဩဇာဟာတစိုးတစည်းတောင်မရှိပါဘူး minus တောင်ပြနေပါတယ်ဒီပုံကိုယ်ကြီးတွေကလည်းကုဒါရက်ပြောရင်နားထောင်မလားဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးအဲဒါကုဒါရက်ကလည်းကုလသမဂ္ဂမှာဒီကုလသမဂ္ဂကြီးရဲ့180တက်တန်းတစ်လျှောက်အညံ့ဆုံးကုလသမဂ္ဂထရီတွင်းမှုချုပ်ဖြစ်ပတ်တန်းဝင်နေပါတယ် ီပြီးခဲ့တဲ့ကုလသမဂ္ဂထရေးစီဝေးကြီးမှာဆိုရင်ရေကသမရထိုင်ကပြောသွားတာရှင်းပါတယ်ကျွန်တော်ကားနဲ့ငင်းကြေးတွေဥတီလုံနေတဲ့ချိန်မှာလေကုလသမဂ္ဂကဘာလုံနေလဲတဲ့သူတို့ကစာထုတ်ဖို့စိုးရိမ်မှုလုပ်မှုလုပ်ဖို့တကားခွင့်တကားပိတ်အစည်းအဝေးတွေလုပ်ဖို့ပဲရှိတယ်တဲ့ဒါပေမဲ့ဘာမှထိရောက်တဲ့ဆွမ်းဆောင်မှုမျိုးလည်းမပေးနိုင်ခဲ့ဘူးတဲ့သူတို့လုံနေတာကစာထုတ်ဖို့ဒါပဲရှိတယ်ဒါ ਉਹ လည်းဘယ်သူမှဖတ်ကြဘူးတဲ့အဲ့တော့ကုလသမဂ္ဂအဖွဲ့ကြီးကလုံလို့ရတဲ့အနေထားတွေများစွာရှိပေမဲ့ သူ့အနေနဲ့ဘာမှလှုပ်ဆောင်နိုင်စရာမရှိတဲ့အခြေအနေဖြစ်နေတယ်။ဒီဝင်တဲ့နေရာလကဒေါ်လာထောင်ပေါင်းချီယူထားပေမဲ့ဘာမှမလုပ်နိုင်တဲ့အနေအထားဖြစ်နေတယ်။အဲ့တော့ကုလသမဂ္ဂဖွဲ့ကြီးဘာလဲဘယ်လဲဘလို့ဆက်ဖြစ်မှာလဲ။တေချာကတော့ဒီကမ္ဘာလုံးကဝင်တဲ့နေရာဝင်ဖို့ထမ်းတော့ကုလဖွဲ့ကြီးကအလှူရှင်နိုင်ငံတွေစီကဝင်ရဖို့လိုအပ်နေတယ်။အဲ့တော့လှူရှင်နိုင်ငံကြီးတွေဖြစ်တဲ့အမေရိကန်တရုတ်တို့ကိုမြေနှချုပ်သွေးရမယ့်အခြေအနေဖြစ်နေတယ်။ဒါဟာကုလသမဂ္ဂကြီးရဲ့တကယ်အမှန်တရားပဲဖြစ်ပါလေ။